အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ chess for you နဲ့ဖြစ်နေကြိုဆိုပါတယ်ကျွန်တော်တို့ဒီနေ့ကတော့ကိုပမအကြောင်းပြောအောင်မနော်ကိုပမဘာကြောင့်ခြေစွမ်းကျသွားလဲဘာကြောင့်ခြေစွမ်းပြဖို့ရုန်းကန်နေရလဲအဲဒါနဲ့ပတ်သက်ပြီးတော့ညီကိုတို့နဲ့အတူတူသုံးသပ်ဆွေးနွေးသွားခြင်းနဲ့ဆိုတော့ဒီကိုပမခြေစွမ်းမပြရတဲ့အကြောင်းရင်းအများကြီးတော့ရှိမယ်မထင်ဘူးကတစ်ချက်နှစ်ချက်လောက်ပဲရှိမယ်လို့ထင်တယ်ဟိုပထမဆုံးချက်ကဘာလဲဆိုတော့အန်ဆိုဖာနန်ဒက်ကြောင့်ပဲအာဒီလိုပြောရင်တော့တချို့အန်ဆိုဖာနန်ဒက် fan တွေကတော့တက်ချင်မှတက်နိုင်မယ် ာဒီဗီဒီယိုကိုဟိုဆက်ပြီးတော့မကြည့်ရလဲဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဆက်ပြီးတော့ကြည့်ကြည့်ပါကျွန်တော်လည်းအန်ဆိုဖာနတ်ကိုတော်တော်သဘောကျတဲ့အာလူတစ်ယောက်ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်မြင်တဲ့ဟာကိုကျွန်တော်ကသုံးသပ်ပြတာဖြစ်တယ်ညီကိုတို့လည်းဟိုဒါနဲ့အမြင်တူချင်မှတူလိမ့်မယ်ပေါ့နော်အမြင်မတူပါဘူးကျွန်တော်ဗီဒီယိုရဲ့ comment အောင်မှမှတ်ချက်ပေးနိုင်တယ်ဆိုတော့ဆက်ပြီးတော့ပြောမယ်ဆိုရင်ဒါအန်ဆိုဖာနတ်ကြောင့်မယ်အန်ဆိုဖာနတ်နဲ့ဒီကင်စီတို့ဒါပဲပိုင်ဖို့အဖြစ်ပေါ့နော် ဒီနည်းပြအန်ဆိုမာစကအတုံးမပြုတ်တတ်ဘူးဒါဟုတ်ကျွန်တော်တို့ပြီးခဲ့တဲ့ရာသီတုန်းကမြင်ခဲ့ရတယ်ပေါ့နော်အဒီနှစ်ယောက်မှာပေါ့နော်အန်ဆိုဖာနန်ဒက်နဲ့ကန်စီရိုမှာကန်စီရိုသူကပို့ပြီးတဘောကြတဲ့ပုံစံမျိုးတွေ့ရတယ်ဆိုအန်ဆိုဖာနန်ဒက်ကိုလည်းပြစ်ပယ်လို့မရပြန်ဘူးအန်ဆိုဖာနန်ဒက်ကိုအရင်ကထိုင်ခိုင်းလို့အရာဦးထိုင်ခိုင်းနဲ့ထိုင်ခိုင်းနိုင်ပြဿနာအပါဖြစ်မလဲဆိုရင်ဒီပြိတ္တတည်းရဲ့ဝေဖန်တန်ဒီတောက်လျှောက်တော်သလိုဖြစ်လာလိမ့်မယ်ဒီ quality ရှိတဲ့ ကာမဝုပါကြောင့်အရန်ကိုထိုင်ခိုင်းရလဲဆိုတော့ပြဿနာရှိတယ်။နောက်တစ်ချက်ကပါလဲဆိုတော့ကတာသမားရဲ့တန်ကြီးပဲ။အန်ဆိုပါနနဲ့ရဲ့တန်ကြီးဟာအများကြီးဖြစ်တဲ့အတွက်ကြောင့်မို့ဒီအတင်းဘက်ကနေပြီးတော့ဖီးအားတွေပေးလာနိုင်တယ်။ဘာကြောင့်မင်းဒီကာမဝုမတုံးလဲဆိုတော့ဖီးအားတွေရှိလာနိုင်ပေါ့နော်။ဒါနီးပြားရဲ့ပြဿနာ။ဆိုတော့နီးပြားนี่เนี่ยဒီပြဿနာတွေကိုရှင်းမဆန်းညင်တဲ့ခါတော့စဉ်းစားလို့ရတာကိုသူလှုပ်လိုက်တယ်အဲ့ဒါဘာလဲဆိုတော့အန်ဆိုဖာနန်တက်ကိုပုံပြောင်းတာပဲ နံပါတ်7ရူကစားသမားကိုဒီနံပါတ်8ရူနံပါတ်10ရူဒီနှစ်ခုဟိုပုံပြောင်းပလိုက်တယ်ဗောနောပုံပြောင်းပလိုက်တဲ့ခါမှာဒီအန်ဆိုဖာနန်နက်ကဆက်စားခြင်းမှာညီကိုလည်းမြင်ခဲ့တာပဲဝေဖန်နန်လည်းရှိခဲ့တယ်ဆိုတော့အန်ဆိုဖာနန်နက်ကအဆင်မပြေဘူးဒါပေမဲ့ကစားသမားရဲ့စူးစမ်းအထောက်အမှုကြောင့်နောက်ပိုင်းမှာဒီအန်ဝင်လာတာမျိုးတွေ့ရတယ်ကိုယ်ကြီးပြန်ပြီးတော့တွင်းလာတာဖြစ်တယ်ဗောနော ဒီအန်ဆိုဖာနန်တက်ကိုလည်းပြစ်ပယ်လို့မရဘူးဒါပေမဲ့ကူပါမားကိုလည်းပြစ်ပယ်လို့မရဘူးအကြောဘလို့လုံးလဲဆိုတော့ကူပါမားနဲ့အန်ဆိုဖာနန်တက်ကိုနံပါတ်10လို့ဘယ်ညာကစားခိုင်းနေပေါ့နော်ကစားခိုင်းနေပုံစံမျိုးတွားတယ်အဲ့ဒီမှာအန်ဆိုကအဆင်ပြေတယ်အောင်ရှိတယ်ပေါ့နော်အဆင်ပြေတယ်အောင်ရှိတယ်လို့ကျွန်တော်ပြောတာနော်အဆင်ပြေတယ်လို့ပြောတာမဟုတ်အန်ဆိုရဲ့မူရင်း ability ဖြစ်တဲ့အဲဒီဘလုံးဖြန့်ဝေတဲ့အပိုင်းနေကစားကွက်ပုံဖော်တဲ့အပိုင်းနေဒါလေးကိုအန်ဆိုစီမှာမတွေ့ရတော့ သာသမားကထူသာအထုမှုကြောင့်ကိုင်းထဲမှာမြင်သာနေတာသူ့ရဲ့ aggressive စံနဲ့စိတ်ဒီသူ့ရဲ့နိုင်လို့စိတ်ဒါတွေကြောင့်မို့ကျွန်တော်တို့ဟိုမြင်သာနေတာဖြစ်တယ်ပေါ့နော်ဆိုကူပါမားကိုကြည့်တဲ့အခါကျတော့လေကူပါမားက free role ကသာသမားမျိုးဖြစ်တယ်နေရာကျကျ speed ကျကျလိုအပ်တဲ့ကသာသမားမျိုးဒီကသာသမားကိုနည်းနည်း speed ကျင်းလိုက်တဲ့အခါကျတော့ဟိုသူ့ရဲ့လုံနေချဖြစ်တဲ့ဒီ တူချင်းကြော်ဖြတ်မှုတွေကျွန်တော်တို့မတွေ့ရတော့ဘူးအတူပေးတွေနောက်ပြန်ပေးတွေဒါမျိုးတွေပဲကျွန်တော်တို့ဟိုတွေ့ရတော့တယ်ဗျာအတူရဲ့ဒီ key spot တွေလည်းမတွေ့ရတော့ဘူးပြီးတော့ဒီတစ်ခါတလေကတော့ဒါပဲပိုင်ဖို့ကိုဆင်ဆင်ပြီးတော့မှပေါ်လုံးဖြန့်ဝေတဲ့အပိုင်းတွေနီးပြားကလုတ်ခိုင်းနေဟောဆိုဒါကနီးပြားရဲ့ဟိုပြဿနာဖြစ်တယ်ဆိုတော့ဟိုဒါတွေကိုအန်ဆိုဖာနန်ဒက်ကလိုအပ်မဲ့အပိုင်းမှာကိုပါမာက လုဝင်ပြီးတော့လုရတယ်ပေါ့နော်အနီးပြားတွေရဲ့ပြဿနာဟိုရှားသလောက်ခိုင်းညင်တဲ့သဘောမျိုးတွေ့ရတယ်တနည်းအားဖြင့်တော့ဒါသူ့ရဲ့အာတာတဲ့အပိုင်းကိုကန့်တက်လိုက်တဲ့သဘောမျိုးဖြစ်သွားတယ်ပေါ့နော်ဒါဟိုနီးပြားအနေနဲ့မတည်ဘူးလားဆိုတော့နီးပြားတိကိုတည်တယ်ဆိုတော့ professional license ရထားတဲ့နီးပြားဗျာကစားသမားဘလို့ဟာဆိုတော့တိကိုတည်တယ်ဒါပေမဲ့ခုနကျွန်တော်ပုံမှန်ပြောခဲ့သလိုပဲကူပမာကို free rule ပေးလိုက်လို့အန်ဆိုဖန်နဲ့ ဒါမှမဟုတ်တယောက်ယောက်ကိုအောက်ရတော့မယ်ဆိုတော့ဒီပုံစံကြောင့်မို့ဒါနီးပြတ်မှာလဲအဲ့ဒီအခက်ခဲတွေရှိရပေါ့နော်ဒါကတော့ကျွန်တော်အမြင်ဖြစ်တယ်နောက်တစ်ချက်ကဘာလဲဆိုကိုပါမကို right wing မှာထားကစားတာပဲဒီစကားကိုဘယ်ကနေပြောဆင်းသက်လာလဲကျွန်တော်မသိဘူးပေါ့နော်ဟိုဒီပူကိုင်ဥစာခါရဲ့အကျန်နေနဲ့ထားလို့ရတယ်ဆိုတဲ့ဇကားတွေကနေစလာလာတော့မသိတတ်ဘူးဒါဟုတ်နီးပြအနေနဲ့နားရအောင်ပြီးတော့ဒီ right wing မှာထားပြီးတော့ ကစားတယ်ပေါ့နော်ဒီပြီးခဲ့တဲ့ဖလမင်ကိုနဲ့ပွဲမှာလည်းတွေ့ရတယ်ဆိုဒီကမ္ဘာကခုနကျွန်တော်ပြောသလို free roll ပေးရမယ်ကစားသမားမျိုးကိုဒီလိုမျိုးနေရာကန့်လိုက်တဲ့အခါမှာကစားသမားရဲ့ခြေစွမ်းကကျဆင်းသွားတယ်နောက်ထပ်ဆိုးတာကပါလဲဆိုတော့နောက်တန်းကိုကူခိုင်းတာပဲကူပမောက်ကိုနောက်တန်းကူခိုင်းတယ်တပွဲလေးလည်းမဟုတ်ပွဲတိုင်းတို့လူဖြစ်နေဒီပြအနေနဲ့သူ့ရဲ့ niece နဲ့ရဟိုနောက်တန်းကူရတာကိုကျွန်တော်တို့နားလေတယ်ဗျဒါပေမဲ့ပွဲတိုင်းတော့မဖြစ်ရဘူး ီးတော့ဒီလိုအည်သွေးရှိတဲ့ကစားသမားမျိုးရှေ့ကိုအတက်ကင်မှာပို့ပြီးတော့ impact ဖြစ်တဲ့ကစားသမားမျိုးကိုနောက်ကူခိုင်းတဲ့ပြဿနာတော်တော်ကြီးရယ်ဆိုသူ့ပို့ပြီးတော့ give side မျိုးကာပါပေးတဲ့လို့မြင်တယ်ပြီးတော့ဒီဒီတန်းမှာဂျုံကိုပြောလိုက်အောင်မှာဂျာဖိလစ်ကိုလည်းဒီနောက်စင်မကူလို့မဟုတ်ဟိုပလစ်လိုက်တာတကယ်တော့ကစားသမားရဲ့ခြေစွမ်းကအရင်ညံ့နေလို့မဟုတ်ဘူးဗျဆိုတာနီးပြားရဲ့ပြဿနာကစားသမားဘက်ကတော့ဘလို့မြင်လဲဆိုတော့ဟိုသူ့အနေနဲ့ ခြေစုံပြနိုင်အောင်တော့မှလုတ်ချင်ကန်ချင်သိပေါ့ဗျာဒီအကျိုးမှာတကယ်ကိုကြိုးစားခြင်းနဲ့စိတ်အသိမ့်ပေါ်ကယ်ရီလုတ်ချင်တဲ့စိတ်ဒီစိတ်တရားရှိနေတဲ့ခါတော့ခြေစုံပြသည်ဖြစ်သည်မပြသည်ဖြစ်သည်ကြိုးစားပြီးတော့ဟိုကစားတာကိုတွေးရတယ်ကိုပမခိုကတ်နေတဲ့ပွဲလို့မရှိဘူးပေါ့နော်ဆိုတော့နောက်တစ်ခုကပါလဲဆိုတော့ဒီကိုပမားခြေစွမ်းပြလာခြင်းဒီထုံးတော့လာခြင်းနဲ့အတူပေါ့နော်နောက်ထပ်ကပ်ပါလာတဲ့ risk ကဘယ်လိုလဲဆိုတော့ အာဒီတစ်ပတ်သေးအောင်ဆိုင်မှုတွေခံရတယ်ဒီညမှာဟိုမမမကင်ကတ်ခိုင်းတဲ့အဲပွဲတွေများလာတယ်ပြီးတော့ကိုပါမကဒီလိုပတ်စင်တွေကောင်းတဲ့အခါမှာဒီသူဟိုထိုးပေါက်နိုင်တဲ့ပတ်စင်ပေးနိုင်တဲ့ဇုံတွေပေါ့နော်ဇုံလိုက်ဇုံလိုက်အတင်ပဲတခြားတစ်ပတ်သေးရနေပြိုင်ပဲသေးရနေကာပြီးတော့ဟိုဘလော့တယ်ပေါ့နော်ဒီဒီလိုဘလော့တဲ့အခါမှာလဲဟိုဒီကျွန်တော်တို့ချက်စီးရဲ့နီးပြအန်ဆိုပါစကာရဲ့ဒီ system ကလည်းသူ့အပေါ်မှာကာပါမပေးနိုင်ဆိုကသမကလည်း experience ရအသက်ရွယ်ရဒါကိုထုတ်ဖောက်ဖို့အခက်ခဲရှိတယ်ဗောနော်ဒီလိုမျိုးအခြေအနေဖြစ်တာဒီဟာကြော်ကြောက်မှုရဲ့တံကိုခံရမှာပဲဆိုဒါကိုကျွန်တော်တို့ဟိုသွားပြီးတော့တားလို့မရဘူးနီးပြအနေနဲ့သူ့ဘလို့ကာပါပေးမလဲဆိုတာကပို့ပြီးတော့အရေးကြီးတယ်ဆိုတော့နော်ဆုံးတစ်ချက်ကပါလဲဆိုတော့ကူပါမောက်ကိုပွဲတိုင်းတုံးနေတာပဲဆိုတော့ ဒီကမ်းမပွဲတိုင်းတုံးမှာတော့ဒါ fitness ကဘလို့လို့ပြီးတော့ကောင်းတော့မှာတော့စိတ်ခိုင်မှုအရာဟိုကြပြီပေါ့စိတ်ခိုင်မှုကြပြီဆိုတဲ့ခြေစွမ်းကကြဖို့အရာကနူကပူများလာပြီနိဗျအနေနဲ့ဂိမ်းဆိုင်ပြီးတော့တုံးနေတယ်ဒါပေမဲ့နိဗျကဂိမ်းဆိုင်ဘူးဗျဟိုဒီကမ်းမကိုကျွန်တော်တို့တခုလုံးနိုင်တယ်ဆိုတဲ့အခြေအနေနဲ့အမြဲတမ်းလို့လို့အသုံးပြုတယ်လူသားလဲတာမျိုးလည်းမရှိဘူး ခြေသွမ်းကျနေတော့မှကွင်းထဲမှာပစ်ထားတဲ့ပုံစံမျိုးပေါ့နော်ဒါကိုကျွန်တော်တို့ဂူးဆိုင်ပြီးတော့သုံးတယ်နည်းပြနေတဲ့ဒီဟာကမလုံတင်ဘူးဒီဟာလုံတင်တယ်ဆိုတာကွဲကိုကွဲရမယ်ဗျာကျွန်တော်တို့ဒီလိုချက်စီးလို့အစင်အတန်းမျိုးမှာနည်းပြဒီလိုဆုံးဖြတ်ချက်တည်တည်လေးတွေရာစမှန်ကန်မှုရှိနေမှာရေရှည်တည်မြဲမှာရေရှည်အောင်မြင်မှာဖြစ်တယ်ဆိုတော့ဒါဟိုကုပမနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဟောကျွန်တော် ကျွန်တော်အမြင်ကိုပြောသွားတာဖြစ်တယ်အာညီကိုရောပေါ့နော်ဒီကိုပမာခြေစွဲမပြတာနဲ့ပတ်သက်ပြီးတော့ဘလို့မြင်လဲပေါ့နော်ကစားသမားကြောင်လားဒါမျိုးနီးစနစ်ကြောင်လားနီးရကြောင်လားပေါ့နော်ဒါလေးနဲ့ပတ်သက်ပြီးတော့မှတ်ချက်ပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ညီကို